One Channel ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ One Channel ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောသံအနေနဲ့လစဉ်ရေတရားတွေကိုပြန်လည်ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ကျွန်တော်တို့ဘာမင်းနိုင်ခါရဲ့တပည့်ရင်အောင်ခင်မြတ်ဖြစ်ပါတယ်။ဒီတစ်ပတ်မတ်လ9ရက်ကနေပြီးတော့17ရက်နေ့အထိဂျာလာရီနေမွေးဖွားသူများဂျာလာရီသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောသံကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်တာအတွင်းမှာတော့ဂျာလာရီနေမွေးဖွားသူတွေဟာသူတမမကောင်းပြောတာမတရားပြောတာမျိုးခံရမဲ့ရက်တွေဖြစ်တယ်။ အဲ့တော့ကိုဘလောက်ကောင်းအောင်လုပ်လို့ကိုဘလူပဲနေနေကိုမတရားပြောတာမျိုးတွေမကောင်းပြောတာမျိုးတွေတော့ကျွန်တော်ခံရမဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တို့ငွေကြီးတွေဆုံးမသွားတတ်တယ်။အဲ့တော့ငွေချီးရမယ်၊ကေရချီးရချီးငားရမယ်ကိစ္စတွေဆိုကျွန်တော်မချီးငားသင့်ဘူး။အာမခံရမယ်ကိစ္စတွေဆိုရင်ကျွန်တော်တို့အာမမခံသင့်ဘူး။အဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်ဂျာနာလေးတွေငွေဖွားသူတွေဟာချိန်နေရမယ်လို့ကျွန်တော်ချိန်နေရမယ်လို့တွက်ထားတဲ့ငွေတွေချိန်နေလာပေးမယ်ဆိုပြီးတွက်ထားတဲ့ငွေမျိုးတွေဝင်မဲ့ငွေမျိုးတွေကျွန်တော်ရွှဲသွားတတ်တယ်။အဲ့တော့ချိန်နေဆိုပြီးကျွန်တော်ငွေဝင်မဲ့ကိစ္စတွေမဝင်ဘူးဖြစ်သွားတတ်တဲ့ရက်တွေဖြစ်တယ်။ အဲ့တော့ဒီရက်တွေအတွင်းမှာတော့ဂျာနာရီနေမွေးဖားသူတွေကဘလောက်ပဲကျွန်တော်တို့ကောင်းအောင်လုပ်ထားလုပ်ထားဘလောက်ပဲကောင်းအောင်လုပ်လို့ဘလောက်ပဲကျွန်တော်တို့စေနာထားပြီးလုပ်လို့ကိုလုပ်တဲ့ကိစ္စတွေကတော့ကျွန်တော်တို့အရာထင်မှမဟုတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတည်းမှာပဲကျွန်တော်အရေးကြီးတဲ့ကိစ္စတွေစတင်လုပ်ကင်မယ်ဆိုရင်မလုပ်ကင်တင်နေဘူးဆုံးဖြတ်မယ်ဆိုရင်မဆုံးဖြတ်တင်နေဘူးပြောင်းရွှေ့ပြီးလုပ်ကင်ရမယ့်ကိစ္စတွေဆိုကျွန်တော်မပြောင်းရွှေ့တင်နေဘူးရင်းနေပြီးလုပ်ရမယ့်ကိစ္စတွေဆိုကျွန်တော်ရင်းနေပြီးကျွန်တော်မလုပ်တင်တဲ့ရက်တွေဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လုပ်ရင်ကျွန်တော်မောင်မြင်နေတဲ့အချိန်မောင်မြင်နေတဲ့ရက်တွေဖြစ်ပါတယ်။ ဲ့တော့ဒီရက်နေ့အတွင်းမှာတော့ဂျာလာပလီနေမွေးဖွားသူတွေဟာကျွန်တော်လုပ်ငန်းစီးပွားကျွန်တော်တို့ကိစ္စတွေကျွန်တော်ပုံမှန်မဲ့လုပ်တဲ့ကိစ္စတွေဖြစ်တယ်အဲ့တော့အဲ့ဒါမှမဟုတ်ကျွန်တော်တို့လုံမယ်လို့ပြုမယ်လို့ဆက်လုံမယ်လို့လုံမယ်ဆိုရင်ကျွန်တော်ဆက်လုံမယ်ဆိုရင်လုပ်ငန်းတွေတိုးချက်မယ်ဆိုရင်ကျွန်တော်မဖြစ်မနေလုံမယ်ဆိုရင်တော့ကျွန်တော်မလုပ်သင့်ဘူးလုံမယ်ဆိုရင်မျက်ရည်ကျဖို့ပဲရှိတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီလိုရံမျိုးတွေမှာဂျာနာပလီနေမွေးဖွားသူတွေဟာကျွန်တော်ကံအားနည်းတယ်လို့ပြောရမယ်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာဂျာနာပလီနေမွေးဖွားသူတွေအနေနဲ့ အဲဘယ်ကိစ္စတွေကျွန်တော်ဘယ်လုပ်ငန်းလေးတွေနဲ့ဆိုရင်တော့အကျိုးရှိတယ်ဆိုတာလေးကိုပြောမယ်အဲ့တော့ဘယ်ကိစ္စတွေဘယ်လုပ်ငန်းတွေဆိုရင်တော့အကျိုးရှိတယ်ဆိုတော့ကျွန်တော်မြင်တဲ့ပတ်သက်တဲ့ကိစ္စမျိုးအဲ့တော့ပွဲရုံပွဲသားပုံစံလုပ်ရမယ့်ကိစ္စမျိုးတွေပဲမျိုးမျိုးပြောင်းမျိုးမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမုန်းလုပ်ငန်းတို့ကျွန်တော်ဖုန်းလုပ်ငန်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စတွေထီးတို့ဖနက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ပိရပစ္စည်းတွေဓာတ်တုပစ္စည်းတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ ဒီလိုရမျိုးတွေမှာတော့အောင်မြင်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်ကြိုးရှိပြီးဒါကိစ္စဘယ်လုပ်ငန်းတွေဆိုရင်တတိထားပြီးလုတ်ကန်ဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်ចောင်းတဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်ကားကားနဲ့ပတ်သက်တဲ့ကိစ္စတွေကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေကွန်းတို့ခြံတို့ကျွန်တော်ကိုင်းတို့ငရုတ်တို့ကျွန်တော်စက်တုံမျိုးစက်တုံနီနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခင်းအင်ဂျင်တီတို့ခင်းသီးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုလုပ်ငန်းတွေကျွန်တော်တို့ ဒီအတိအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခီးသွားပြီးလုံးဝမဲ့ကိစ္စမျိုးတွေအတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့တတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာဂျာတာပေးနေမွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ချင်တယ်ဆိုရင်မြေပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ်ရောင်းထွက်ချင်တယ်ဆိုရင်ကျွန်တော်ဘာလို့ ਆ ဆိုတခွားတစ်လုံးနဲ့စိမ့်စိမ့်ကျွန်တော်မှဲ့မဲ့ကြီးကြီးသေးသေးတခွားတစ်လုံးနဲ့ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခေါက် ပေါက်ပြီးမယ်ဆိုရင်ဝယ်မဲ့သူများလာပြီးအ мян ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ချစ်သူကြီးကြတွေပို့မင်္ဂလာကိစ္စတွေရက်ရွှေရတဲ့ပြီးအိမ်တော်ရှင်တွေပို့လည်းကျွန်တော်ညှိမြာနှိုင်းမြာတဲ့ရက်တွေဖြစ်ပါတယ်အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေကတော့2354ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းသတိထားမယ့်ကျမ်းမာရတော့ကျွန်တော်တို့အစာအစိတ်ဖြစ်တာတွေတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီလိုရံမျိုးတွေမှာပဲဂျာနာပြင်းနေမွေးဖွားသူတွေကထူးထူးခြားခြားကိစ္စတွေအောင်မြင်စင်ပြင်းလို့ပဲဖြစ်ဖြစ်လှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ပြားမှာပဲမျက်စွာပြားချင်းကိုရောမြန်ကြီးကိုနှိမ့်စီပန်းနေဘိုင်အောင်ဖြစ်ဖြစ်ကျွန်တော်တို့ဝေဝေဆာဆာကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာဂျာနာပြင်းနေမွေးဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ